ဒီနေ့တော့ကဘောင်စင်ပွဲလည်းရှိတယ် UFC ပွဲလည်းရှိတယ်ဆိုတော့ပွဲပြီးတော့တစ်ချက်နှစ်မျိုးလောက်ရမှာပါဘောင်စင်ပွဲကိုအရင်ဆုံးစပြောမယ်နောက်ရဘက်ကကျွန်တော်အတွက်မှားလာဗျာဒီနေ့မဟုတ်ဘူးမနေ့ပြန်7နိုင်ဝင်ချင်းလာပါလိမ့်မယ်မနေ့ပြန်ကြာရင် Telegram ဝင်ကြည့်ပေးပါ Okay အဲ့ဒါဆိုရင်ပွဲပြီးတော့တစ်ချက်ကိုသွားမယ် Pronosora Sin နဲ့ Haimi Mugia တို့ပွဲရနေစမယ်ဒီအပိုင်းဘောင်စင်ပွဲတွေဘာဖြစ်နေမှန်းမသိဘူးတပွဲမှစိတ်တိုင်းမကြောက်ဘူးမနေ့ကတပင်းဟန်နီတို့ Ryan Garcia တို့ပွဲလဲအဲ့ဒီတိုင်းပဲပြင်းသေးရပဲဒီနေ့ပွဲလဲအဲ့ဒီတိုင်းပဲ Mogia ကကြောက်နေတယ် အရင်တော့ကရရဲ့ဝင်ရရဲ့ထွက်တတ်တဲ့ကောင်ကအခုဘက်မှာတော်တော်လေးကိုကြောက်နေတာကနေလို Everest နဲ့တွေ့တုံးကတော့မဖွင့်ထိုးရတဲ့ပဲ Bruno Sora စေးကိုအလဲထိုးနဲ့ရှုံးပြီးတော့သူ့ပုံစံမဟုတ်တော့တယ်လို့ပဲမနေ့ကတပင်းဟင်းဖြစ်ခဲ့တယ်လို့ပဲဖြစ်တာဗျာတခါမှအလဲထိုးမခံရဘူးတဲ့သူကမမျော်လင့်ပဲနဲ့ရုတ်တရက်အလဲထိုးခံရတဲ့အခါပြိတ္တတွေရဲ့ပြောဆိုမှုမလိုသူတွေရဲ့တိုက်ခိုက်မှုတွေကိုစပြီးခံရတယ်အဲ့ဒါတွေကတက်ရောက်မှုရှိတယ်အဲ့ဒါကြောင့်လဲကိုယ်ပုံစံအမှန်မထွက်တာ တပွဲလုံး high cut ကြီးတင်ပြီးတော့ပဲဆော့တယ်။အရင်တုန်းကပြစ်ဝင်တက်တဲ့ပုံစံအနေထားကိုမတွေ့ရတော့တာ။ပိုင်မီဆိုမှညာလက်သီးပြစ်ထိုးတဲ့ left body နိုင်တဲ့အလဲထိုးနဲ့နိုင်ဖို့ထက်မရှုံးရင်ပြီးရောဆိုတဲ့ပုံစံဘက်ကိုပိုသွားနေတယ်။ fighter ဒီ fighter ဖြစ်မှကြည်ကောင်းတာပါ။ဖိုင်တာကချက်ချင်းကောင်တာပြောင်းဆော့လိုက်ရင်ဒေါင်းရောင်ဆောင်ထားတဲ့ကြီးတကောင်လုံးဖြစ်သွားတယ်။ဆိုလိုချင်တဲ့အိပယ်ကတန်ဖိုးနေသွားတာမျိုးပြောတာမျိုးမဟုတ်ဘူး။ဒေါင်းစီဒေါင်းဖြစ်ရမယ်ကြီးစီကြီးဖြစ်ရမယ်။သူကလည်းသူတန်ဖိုးရှိတယ်။သူခင်ဗျာထပ်ပြီးအလဲထိုးခင်ရမှာကိုကြောက်နေတဲ့ မျက်လုံးနေနဲ့စော့နေရရှာတာပါတဏှာတော့တဏှာတယ်အဲ့လိုမဟုတ်ဘဲနဲ့တကယ်ဖြစ်နေတာကကြတော့ဘရူနိုဆိုရာဆေးဖြစ်နေတယ်ပထမပွဲမှာပေါက်ကြီးကဆက်တဆတောင်꽈တယ်အဲ့ပွဲမှာလည်းမမျော်လင့်ပဲနဲ့ကောင်တာ1 2နဲ့နိုင်ခဲ့တော့အဲ့ပလန်ကိုထပ်ပြီးတော့အကောင့်ထဲပေါ်ကြည့်တယ်ဘော်ဒီကိုအဓိကထားလိုက်တယ်လက်ကျလာရင်ဂျောကိုထိုးဖို့ပါမိုဂီယာကကြောက်ပြီးတော့လက်လုံးဝမကျတော့အလုံးမဖြစ်ခဲ့ဘူးအဲ့ဒါနဲ့ပဲမိုဂီယာကလိုက်လိုက်ဘရူနိုဆိုရာဆေးကပြေးလိုက်နေပဲတပွဲလုံးနှိပါကအဲ့ပုံနဲ့လိုပဲပြောလို့ရတယ် တူတူနဲ့လူရင်းပြောရရင်ပြင်းဖို့ကောင်းပါတယ်။ပညာကန်းနေတိတ်ပြီးတော့မတွေ့ရဘူး။တယောက်ကလည်းအလဲထုတ်ခဲရမှာကြောက်တော့ချုပ်ပြီးတော့စောင့်နေရှာရတယ်။တယောက်ကလည်းပထမပွဲတိုင်းဖြစ်အောင်ပုံဖော်နေနေပဲအချိန်ကုန်သွားတယ်။ဒါပါပဲ။အမှန်ဆုံးပြက်ကိုရောက်တော့ဒိုင်းတူးက136 132နဲ့မွန်ကီယာလေးကြီးအသာနောက်ထပ်ဒိုင်းနှူးက139 131နဲ့မူဂီယာ6ချီအသာပေးလို့ United မှာ decision နဲ့ high mi မူဂီယာကနိုင်သွားပါတယ်။တိတ်တော့မကွာဘူး။ landing punch ပိုင်းနည်းနည်းလေးတာတော့တာပဲရှိတာပါ။ဟုတ်ပြီ။ဒုတိယပွဲ ်နဲ့လို့ Everest ပွဲဒီပွဲလေးထုံနေလက်ကောင်းမယ်ဘာမှမထူဘူးပြင်းဖို့ကောင်းတာပဲအဓိကတရခံက William Scott ပြသူကကနယ်လိုရဲ့ပါဝါကိုကြောက်ပြီးတော့ပြေးနေတာပြေးဆိုတပွဲလုံးကိုပြေးနေတာဆက်နှချီလုံးပြေးတာသူ့ပလန်ကရိုးရိုးလေးသူကကနယ်လိုထက်လက်တန်ရှည်တယ်အဲ့တော့ Jeff ထောက်မယ်ဘေးပညာထွက်မယ်စတမ်ပြောင်းမယ်ဂျူဘာပေါင်စင်စတိုင်ကိုမှကောင်းတာပုံစံသွားမယ်တက်နိုင်တဲ့လောက် risk မယူဘူးပိုင်ရင်ပါဝါရှော့ထုံးမယ်ရင်မထုံးဘူးအဲ့လိုပုံစံနဲ့ပဲသွားတာအဲ့တော့တပွဲလုံးပြေးပါတယ် ။ဥစိန်ဘောနဲ့လေ့ကျင့်ထားသလားတော့မှထင်ရတယ်။ကနယ်လိုကလိုက်ခဲ့တယ်။ပါဝါရှော့တွေလွတ်တယ်။စူပါမီတာဝေတန်းကိုတက်လာတဲ့ကကနယ်လိုကလက်သီးတွဲလုံးကိုတုံလုံးထပ်ပို့ပြီးတော့မတွဲနိုင်ဘူး။အခုပွဲမှာဆိုရင်နှလုံးထပ်ကိုပို့ပြီးတော့မထွက်တော့ဘူး။ left body right hook right cross left upper cat clinch winner body တွေကိုတော့တော်တော်လေးနိုင်တာတွေ့တယ်။ သူတို့ပွဲလဲပြောเสียတာဒါပဲဗျတပွဲလုံးကဝီလျံစကော့ကပြေးတယ်ကနယ်လိုကလိုက်တယ်ကောင်တာချက်နဲ့ overall ထိချက်ပိုင်းမှာဝီလျံတားပြီးတော့ power patch landing ပိုင်းမှာကနယ်လိုကတားပါတယ်ကျွန်တော်ကလန့်နေတာဗျဝီလျံကထိုးလိုက်ပြေးလိုက်ဆိုတော့အမတ်ရရှုံးနေပြီလို့ထင်တာ total score ပေါင်းလိုက်တော့ဝီလျံစကော့က293ချက်မှာ55ချက်တီတီထိတယ် မျက်နှာက22ချက် clean shot ရပြီးတော့ body ကို6ချက်ရတယ်ကနေလိုက152ချက်ပဲထိုးပေးမယ်56ချက်တတီတီတယ်မျက်နှာကို power punch 8ချက်တတီထိုးနိုင်ပြီးတော့ body ကိုအချက်40တီထိုးနိုင်ခဲ့တယ်အမှန်ဆုံးဖြစ်မှာတော့ united မှာ decision နဲ့ကနေလိုကအနိုင်ရသွားပါတယ်ပြင်းဖို့ကောင်းတယ်ဘွဲတစ်ဘဲပါပဲကျွန်တော်တို့ရိုးရလက်ဝဲမှာဆိုရင်မောင်းချခံရမယ်ဘွဲတစ်ဘဲပါဟုတ်ကဲ့ကျွန်တော်ညီရောတာပါဘောင်စင်ပွဲရတော့ဒါတော့ပါပဲ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ